အားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်ရဲ့ MMU လက် channel ကနေပြီးတော့ဒီကနေ့မှပြန်လဲကြိုဆိုပါရခင်ဗျာဒီကနေ့မှအချို့မိတ်ဆွေကျွန်တော်ပြန်လဲမြဝေးပြီးတော့တက်ဆက်သွားမှာတော့လာမယ့်ကျွန်တော်တို့16ရက်ကျွန်တော်တို့6လ2025မှာထွက်မယ် ကျွန်တော်တို့အတူဒီကိုချိုမိတ်စေအတွက်ကျွန်တော်ကောင်းဆုံးကျူစာတဲ့ကနန်လေးကိုချိုမိတ်စေဒီကနေ့မှာပြန်လည်မြှဝေပြီးတော့တက်ဆက်ပေးသွားအောင်မှာဖြစ်တယ်။ဒီကနေ့မှာတက်ဆက်သွားမယ့်စိုက်ကချိုမိတ်စေလုံအောင်ကိုအထောက်အကူပြုမယ်ကနန်လေးလည်းဖြစ်တယ်။ရင်ထူးကြတဲ့ကျွန်တော်ကနန်ကောင်းလေးလည်းဖြစ်တာပေါ့နော်။ဒါကြောင့်ဒီကနေ့မှာတက်ဆက်မယ်ကျွန်တော်ဒီလက်တွေ့ဦးလေးကို မတက်ဆက်ပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ကျွန်တော်တို့ အမမျိုးလိုက်ကိုလည်း subscribe ဆိုတဲ့နေအောင်စာရတဲ့ဒီပေးနာခေါင်းလောင်းလေးကိုမတိရသေးဘူးဒီကေပီစီချင်းနဲ့ခင်ဗျာဒီကနေ့မှာကျွန်တော်တို့ထုံထုံတင်ဆက်သွားမယ့် site ကကျွန်မိတ်ဆွေတဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးတွေကျွန်မိတ်ဆွေတွေအတွက်ကံကောင်းစေမယ့်ခဏလေးဖြစ်တဲ့အတွက်ဒီကနေ့မှာတင်ဆက်မယ့်နောက်ပိတ်နဲ့ဒိတ်စီကျွန်တော်တို့ပတိအခွေမူလေးကိုလည်းကျွန်တော်မိတ်ဆွေတွေအစားဆုံးကြည့်ကြည့်စေချင်ပါတယ်။ဟုတ်ကဲ့ရင်းဆုံးလေးနဲ့ကျွန်တော်မိတ်ဆွေကျွန်တော်ဒိတ်စီ site တွေနဲ့စတင်ပြီးတော့တင်ဆက်ပေးမယ်ခင်ဗျာ။ ဖြော်ရေးစီးဆိုင်တွေကမရယူမလဲဆိုတော့ကျော်တရှိရဲ့နောက်ပိတ်၈ကိုယူတယ်။ပြီးကျောင်းဒီမှာလည်း33ရဲ့နောက်ပိတ်3ကိုယူတယ်။ပြီး23ရဲ့နောက်ပိတ်3ကိုယူကျွန်တော်မိတ်ဆွေတွေကျွန်တော်ကထိစီမှုကို လာမယ့်အင်္ဂါ၄၈ရက်နေ့အတွက်ထပ်ထုတ်မယ်။ဟိုဘယ်လိုပုံစံသွားသလဲဆိုရင်ကျွန်တော်တို့ကဒီနေရာမှာ၈ဆိုပြီးတော့ရရှိတယ်။အဲ့ဒီ၈ဒီဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်ဒီမှာရှိတဲ့၃ညရဲ့ ရှိရနှလုံးပေါ်ခြင်းကလည်းကျွန်တော်ဒီနေရာမှာရှစ်ဆိုပြီးပေးတယ်။ရှစ်သည်နှလုံးပေါ်ရင်ရှစ်ဆိုပြီးပြန်ပေးတယ်ဒီပုံစံနဲ့ပဲကျွန်တော်ပဲဆွေးတွေ့ထိစီပထမမူကိုပေါ့နော်ကျွန်တော်ဒီပုံစံနဲ့ပဲတော့ရှောင်းလာမယ်ကျွန်တော်က18ရက်နေ့ငါးလေးတွေ့ဒီပုံစံနဲ့ထပ်မံပြီးတော့အကောင်းဆုံးကြိုးစားတင်ဆက်သွားမှာဖြစ်တယ်။ပြီးရင်နောက်တစ်ဆိုင်နောက်ဆိုင်ရေဒီမှာ3-3ရက်နောက်ပဲ3ကိုယူထားတယ်။အဲ3နေတဲ့ကျွန်တော်ဒီမှာရှိတယ်9ရက် ရှိရနှလုံးပေါင်းခြင်းကလည်းသုံးဆိုပြီးတော့ပေးတယ်ရှစ်တီးတဲ့သုံးရရှစ်ပေါင်းခြင်းရှစ်ဆိုပြီးကြားထားသလိုသုံးတီးတဲ့ငါရှစ်ပေါင်းခြင်းသုံးဆိုပြီးတော့ပေးနေတာဖြစ်တယ်ပေါ့ခင်ဗျာဟုတ်ကဲ့ဦးထပ်ပြီးတော့ကျွန်မိတ်ဆွေတို့ထုံထုံသွားအောင်ပဲစိုက်ကလာမဲ့တာကျွန်တော်တို့ အင်္ဂါနေ့စက္ကန့်ရဲ့6လ2025မှာထမတိဒီယိုထိပ်စီလေးကိုထုတ်ပေးမယ်။အဲ့ဒီနှစ်သုံးရနောက်ပေးသုံးကိုယူတယ်။အဲ့ဒီသုံးဒီလေကျွန်တော်ကဖြစ်ရမလဲကျွန်တော်ဒီမှာရှိတဲ့သုံးညနဲ့လွတ်နေတဲ့ကနေလုံးပေါင်းရည်ဒီကျွန်တော်ကသုံးမှုဖြစ်ရ။ဒီမှာသုံးညတစ်လုံးပဲရှိတယ်။သုံးညကိုသုံးဖြစ်ချင်ရင်တော့ကျွန်တော်ဒီမှာသုံးတစ်လုံးထိသုံးညသုံးပေါင်းခြင်းကသုံးဆိုတော့ဖြေလိုက်တဲ့သုံးကတော့ကျွန်တော်မိတ်ဆွေတွေလာမဲ့တာကျွန်တော်တို့အင်္ဂါနေ့စက္ကန့်6လ2025အတွက်ထိပ်စီဖြစ်သွားပြီ။ ဝေကုသိုလ်နဲ့ကျောင်းမိတ်ဆွေတွေမြေတွေ့တိုင်းမှာတုံထိပ်စီတော့ရရှိပြီဆိုတော့ဒီတုံထိပ်စီစိုက်ကတော့ကျောင်းမိတ်ဆွေတွေဟာရချင်တယ်မယ်စိုက်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျာအရာကိုလည်းကျွန်တော်တို့အားရစရာကောင်းတယ်ကျွန်တော်ထိပ်စီမူလေးဖြစ်တယ်ကုသိုလ်နဲ့ကျောင်းထိပ်စီပရမမူလေးပြီးပြီဆိုတော့နောက်ထပ်ဒုတိယစိုက်ထိပ်စီလေးကိုကျွန်တော်ဆက်ပြီးတော့သွားကြအောင်ခင်ဗျာဟိုကျွန်တော်နောက်ထပ်ဒုတိယစိုက်ထိပ်စီရပြီသွားတော့တရှိရဲ့ထိပ်စီတကိုယူတယ်ဒီမှာလည်း၃၃ရဲ့ထိပ်စီ၃ကိုယူတယ် ပြီးရင်ကျွန်တော်ဒီမှာနှစ်၃ရက်ထိစီကျွန်တော်နှစ်ကိုယူတယ်။အရန်ကိုကောင်းတယ်နော်ဒီမှာနှက်ခတ်ဆိုင်ဒီမှာအပူဆိုင်ဒီမှာညီကိုဆိုင်လေးလာနေတာဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီကနန်းလေးအောင်ဘယ်လောက်ထိထောက်ကူပြုမလဲစက်ကြီးကြောင့်တရှိရထိစီတစ်ကိုယူထားတယ်အဲ့ဒီတည်တည်တယ်။မဆက်ဖြစ်တယ်ဆိုရင်ကျွန်တော်ဒီမှာရှိတဲ့3ရက်6ရက်။ Sorry ကျွန်တော်တို့အဲ့ဒီတည်တည်တယ်။မဖြစ်ရမယ်။ကျွန်တော်ဒီမှာရှိတဲ့6ရက်၊2ရက်၊3ရက် 6နဲ့3ပေါင်းခြင်းကလည်းကျွန်တော်ဒီညမှာတစ်ဆူပြီးတော့ပြီးတယ်တစ်ရှိရဲ့ထိပ်စီတစ်တီးတဲ့ဒီမှာသုံးပေါင်းရဲ့တစ်ဆူပြီးပြန်ကြပေးရမယ်ပေါ့နော်ဒီပုံစံနဲ့ပဲကျွန်တော်တို့ကထိထိနောက်စတိုက်ကိုလာမယ့်အင်္ဂါနေ့7ရက်နေ့အတွက်ထပ်မပြီးတော့ဒီပုံစံနဲ့ကျွန်တော်ကြိုးစားပြီးတော့အကောင်းဆုံးတက်ဆက်ပြီးတော့ကျွန်မေးစီတို့ထောက်ကူပြီးတော့ကြိုးစားတက်ဆက်ထားတယ်ပြီးရင်နောက်တစ်ဆိုင်နောက်ဆိုင်တွေကျွန်တော်တို့ဒီမှာသုံးသုံးရဲ့ထိပ်စီသုံးကိုယူထားတယ်အဲဒီသုံးစီဘာဖြစ်ရမလဲကျွန်တော်တို့ကနောက်ဆက်ကြည့်ကြအောင်ခင်ဗျာ โอเคကျွန်တော်တို့ဒီမှာဘောတော့သွားမယ့်ပုံစံကကျွန်တော်တို့နည်းနည်းလေးเนาะကျွန်တော်ပြီးမှဒီ site ကိုပြသပေးမယ်ဒီ site လေးကျော်ရင်သွားမယ်ခင်ဗျာကျွန်တော်ပင်ကြည့်ဘောတော့ဒါကျွန်တော်ဒီနောက်ထပ်ထိတ်စီရကျွန်တော်ဒီရသွားမှာခင်ဗျာကျွန်တော်တို့ဒီမှာရှိတဲ့ရှိရရှိရပေါင်းခြင်းကိုယူရဲရှိရှိပေါင်းခြင်း6 6ရဲ့ပါဝါတက်သည်ဘာဖြစ်လဲဒီသုံးလုံးပေါင်းခြင်းတက်ကိုကျွန်တော်ယူသွားမှာဖြစ်တယ်ပေါ့နော်ဒါနောက်တစ်ဆိုင်ကိုကျွန်တော်ထပ်ပြသပေးမယ်ရှင်းရှင်းပေါင်းခြင်းက6 6ပါဝါတက်6နဲ့3ပေါင်းခြင်းတက် နောက်တစ်ခုဒီမှာလေးကျွန်တော်တို့က3ရက်တည်းရပေါင်းဝင်တယ်3တည်းပေါင်းရင်3တည်းပေါင်းရင်ရတယ်ကျွန်တော်ဒီညမှာပါရတယ်4လေးကိုပေါဝါချင်းနေကျွန်တော်ဒီမှာကိုဆိုပြီးတော့ပေးတယ်အဲ့ဒီကိုညမှာပြန်မယ်ကျွန်တော်ဒီမှာရှိတယ်9ရက်6ရက်ရှိရပေါင်းခြင်း96ရှစ်ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာကိုးဆိုပြီးတော့ပေးတယ်ဒီမှာနှလုံးပေါင်းခြင်းက8ရှစ်နဲ့ခတ်တယ်8ပါဝါဒီနှလုံးပေါင်းခြင်းက6 6ပါဝါတယ်6နဲ့3ပေါင်းခြင်းတယ်3တိပေါင်းခြင်းက4 4ပါဝါ9 96ရှစ်ပေါင်းခြင်းကိုးဆိုပြီးပေးတာဖြစ်တယ် ်ဟိုထပ်ထုံမဲ့ဆိုင်ဒီလာမဲ့တာကျွန်တော်တို့အင်္ဂါနေ့16ရက်နေ့မှာထွက်မဲ့ဒုတိယနောက်ထပ်ထီစီလေးကိုထုတ်ပေးမယ်အဲ့ဒါဒီကျွန်တော်ဒီမှာရှိရဲ3ရက်1ရက်ကိုပေါင်းတယ်3 1ပေါင်းခြင်းသို့တဲ့ပေါင်းခြင်းဒီလည်းပါရတယ်လေးကိုပေးတယ်လေးကိုပေါင်းအချိန်ပါရတယ်ကိုဆိုပြီးရရှိတယ်အဲ့ဒီကိုပြီးပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိရဲ9ရက်ကိုယ့်ရဲ့ခွန်ကိုယ့်ရဲ့လွတ်နေတဲ့ကနေလုံးပေါင်းကြီးဒီကျွန်တော်တို့ပါဖြစ်ရမယ်ကိုမှုဆိုပြီးဆင်းရမယ်ခွန်ကိုပေါင်းခြင်းက6ပဲရှိတယ်6ကိုကျွန်တော်တို့ကကိုဖြစ်ချင်တယ်ပါဖြစ်ရမယ် ်ထည့်နေခွန်ကိုသုံးပေါင်းခြင်းကလည်းကိုဆိုတော့ဖြည့်နေတဲ့သုံးကလည်းကျွန်တော်မိတ်ဆွေအတွက်လာမဲ့တာကျွန်တော်တို့အင်္ဂါနေ့16ရက်6လ2025အတွက်ထိရှိဖြစ်တယ်ဥပဒေနဲ့ကြောမိတ်ဆွေမြင်တူတယ်ပဲဒီမှာလည်းသုံးထည့်စီဒီမှာလည်းသုံးထည့်စီဆိုတော့လာမဲ့အင်္ဂါနေ့16ရက်နေ့အတွက်ကတော့သုံးထည့်စီရတော့ရန်ကိုအားကောင်းနေပြီကြောမိတ်ဆွေလည်းကျွန်တော်ဒီကနေ့မှာတက်ဆက်ပေးရသည့်သုံးထည့်စီဆက်ရတော့ချိန်ဆုံထဲမှာပါလိမယ်လို့လည်းယုံကြည်ပါတယ်ဥပဒေကျွန်တော်ကထိရှိ site လေးတွေပြီးပြီဆိုတော့နောက်ဝေးဆက်လေးကိုဆက်သွားမယ် နောက်ဖက်ထက်ကလည်းကျွန်တော်ဒီမှာယူထားတဲ့ကျွန်တော်တို့ကဒီ sheet ထိစီတစ်ကိုယူတယ်အဲ့ဒီတစ်ဒီလေးဘာဆက်ဖြစ်မလဲဆိုတော့ကျွန်တော်ဒီမှာရှိရ3ရ6ရ3ရ6ရ5ရ3လုံးပေါင်းခြင်းကလည်းကျွန်တော်ဒီမှာတစ်ဆိုပြီးပေးတယ်နော်ဒီမှာတစ်ရှိရထိစီတစ်တီးတဲ့ကျွန်တော်ဒီမှာသုံးလုံးပေါင်းခြင်းတစ်ဆိုပြီးပြန်ကြရမှာဆို365ပေါင်းခြင်းတစ်ဆိုဖြစ်သွားတယ်ဒီပုံစံနဲ့ပဲကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကတောက်ချောက်ဆက်ခွန်ရဲ့အင်္ဂါနေ့အတွက်ထိစီကိုဒီပုံစံနဲ့ကျွန်တော်ကြိုးစားတင်ဆက်ထုံးလို့ပြသမယ်ဖြစ်တယ် ပြည့်နေတော့ဆင်းเนาะဒီမှာ3 3ရဲ့ထေစီ3ကိုကျွန်တော်တို့ယူထားတယ်အဲ့3ဒီတော့ဘာဖြစ်ရမလဲကျွန်တော်ဒီမှာရှိရဲ့9ရဲ့9ရဲ့3ရဲ့9 9 3ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာ3ဆိုပြီးတော့ပေးသွားတယ်1သည်3 6ပေါင်းခြင်း1 3သည်9 9 3ပေါင်းခြင်း3ဆိုပြီးပေးထားဖြစ်တယ်အခုထပ်ပြီးတော့ထုံထုံသွားမယ့် site ဒီ lambda 19ရဲ့နေ့ ကျွန်တော်တို့6လပိုင်း2025အင်္ဂါနေ့အတွက်ဒူဒီကိုချုံမေးဆွေတွေအတွက်ထုတ်ပေးတော့မယ်။ဒါသေးလေကျွန်တော်ဒီမှာရှိရနှစ်3ရက်ထိစီနှစ်ကိုယူတယ်။အဲ့နှစ်ဒီပါဖြစ်ရမယ်။ဒီမှာရှိရတုံညာရဲ့ခွန်ရဲ့လွတ်နေတဲ့ကနေလုံးပေါင်းရည်နှစ်မှုဖြစ်ရမယ်။တုံညာခွန်ပေါင်းခြင်းကခွန်မဲရှိတယ်။ခွန်ကိုနှစ်ဖြစ်ခြင်းရင်ငါတလုံးထိုင်ရင်တုံညာခွန်ကပေါင်းခြင်းကနှစ်ဆိုဖြစ်လိုက်တဲ့ငါကတော့ချုံမေးဆွေတွေအတွက်လာမယ်ဒါကျွန်တော်တို့အင်္ဂါနေ့19ရက်6လ2025အတွက်နောက်ဝေးဖြစ်ပြီးအခုဆုံးချုံမေးဆွေတွေ မိတွေ့ရတိုင်းပဲ၃ထိပ်စီ၅ထိပ်စီဆိုပြီးတော့ကျွန်တော်တို့ကထိပ်စီ sorry ၃ထိပ်စီ၅နောက်ပဲဆိုပြီးတော့ကျွန်တော်နှစ်ခုနှစ်ခတ်ပုံစံနဲ့ကနေကောင်းကောင်းရရှိသွားပြီဟုတ်ကဲ့အခုဆိုရင်လည်းကျွန်တော်တို့ကပေါ့နော်ဒီနှစ်ခတ် cycle လာမဲ့တာအင်္ဂါလေးတော့အရင်ကအကောင့်နဲ့ထဲမှာပါတယ်ကျွန်မတို့ဆိုရင်လည်းကြိုက်တွင်မဲ့ပုံစံလေးဖြစ်မဲ့လို့ကျွန်တော်ယုံကြည်တယ်ဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်ကနေကောင်းကောင်းတော့ရရှိပြီနောက်ထပ်ဒုတိယ cycle နေတဲ့နောက်ပိတ် နောက်တစ်ဆက်ကိုထပ်မပြီးတော့ကျွန်တော် message တွေကျွန်တော်ကတင်ဆက်ပြသပေးအောင်မယ်ခင်ဗျာအပြီးနောက်တဲ့နောက်ပိတ်ဆိုင်လေးကိုကြည့်အောင်ဟိုနောက်တဲ့နောက်ပိတ်ဆိုင်လေးရတယ်ကျွန်တော်ပြရယူတယ်လဲဆိုရင်ကျွန်တော်ဒီမှာရှိရကျွန်တော်က3ရက်9ရက်နှလုံးပေါင်းခြင်းကိုယူတယ်39ပေါင်းခြင်းပါခင်ဗျာ39ပေါင်းခြင်းဒီကျွန်တော်ဒီနေရာမှာပါရတယ်ညစ်ဆိုပြီးတော့ရရှိတယ်အဲ့ညစ်ဒီပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိတယ်9ရက်9ရက်နှလုံးပေါင်းခြင်းကလည်းညစ်မှုဆင်းသွားတယ်เนาะကျွန်တော်တို့ကရန်ကုန်ထူကြတယ် ဒီကနေ့မှာဒီဆက်တဲ့ site ဒီအပေါ်နဲ့တန်းနေအောင်တန်းကိုကျော်တော့သွားတဲ့ပုံစံနဲ့မြင်တွေ့နေရတယ်။ဒါကြောင့်မလို့၃ခုပုံချင်းနှစ်ဒီ၅ခုပုံချင်းနှစ်ဆိုပြီးပြန်ကြပြီးနေတဲ့ပုံစံနဲ့ပဲကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကနောက်ထပ် နောက်ထပ်အကောင်လုံးနောက်ပြီးနောက်တစ် site ကိုလာမယ်ကျွန်တော်ကအင်္ဂါနေ့၁၈ရက်နေ့တော့ထပ်မှပြီးတော့ကြိုးစားတင်ဆက်ထားပါရခင်ဗျာ။ခပြီးနေကျွန်တော်နောက်တစ် site နောက်တစ် site ဒီလေကျွန်တော်ဒီမှာရှိတဲ့6ရက်၃ရက်က ပေါ့လေ6တုံညာဖုံးခြင်း6တုံညာဖုံးခြင်းကလည်းပါရတယ်6စုရရှိတယ်အဲ6စုဘာဖြစ်မလဲကျွန်တော်ဒီမှာရှိရတုံညာရေ6ရေဖုံးခြင်းကလည်း6စုပြီးတော့ပဲပေးပါတယ်သုံးကိုပေါင်းခြင်း1တည်ငါခုံပေါင်းခြင်း2ခြောက်သုံးညာပေါင်းခြင်း6တည်သုံးညာ6ပေါင်းခြင်း6ဆိုပြီးတော့ပေးနေတာဖြစ်တယ်ဗောခင်ဗျာဝိတ္တပိထုံတော့မဲ့ဆိုင်တည်ကျောင်းမိတ်ဆွေတွေမျောလင့်နေတဲ့လာမင်းကနေ18ရက်နေ့မှာထမဲဒူရီရဲ့နောက်ပိတ်နောက်တစ်ဆယ်ကိုကျွန်တော်ထုတ်ပေးအောင်မှာဖြစ်တယ်ဟုတ်ကဲ့ဒါတည်တယ်ကျွန်တော်တို့ဒီမှာရှိတဲ့ 6ရဲ့3ညရေကိုကျွန်တော်တို့ပေါင်းတယ်6 3ညပေါင်းခြင်း6 3ညပေါင်းခြင်းဒီပါရတယ်ကျွန်တော်တို့က6ဆိုပြီးရရှိတယ်အဲဒီ6ဒီပါဖြစ်မလဲကျွန်တော်တို့ဒီမှာရှိတဲ့2ရဲ့လွတ်ရကနေလုံးပေါင်းခြင်းဒီ6မှုဆိုပြီးဆင်ရမယ်ဒီမှာဒီ2တလုံးပဲရှိတယ်2ကို6ဖြစ်ချင်ရင်တော့လေးတလုံးထည့်ရင်လေးပေါင်းခြင်းက6ဆိုတော့ဖြည့်လိုက်တယ်လေးကတော့ကျော်မေးဆွေအတွက်လာမဲ့တာကျွန်တော်တို့အင်္ဂါနေ့16ရက်6လ2025မှာထွက်မဲ့ဒုတိယနောက်ဝေးဖြစ်ပြီးအခုဆိုရင်ရှေ့မှာနှစ်ခါ နောက်မှာညီကိုဆိုပြီးပြနေတယ်ကျွန်တော်တို့ကရန်ကိုလှပါတယ်ဒီမှာလဲညီကိုဒီမှာလဲညီကိုဒီမှာလဲညီကိုဒီမှာနှက်ခပ်ပြီးညီကိုလာမလားပါဝါလာမလားဆိုတော့စောင့်ကြည့်ရမှာဖြစ်တယ်အထူးချက်ချားနဲ့ရရှိတာတဲ့ခဏလေးဆိုတော့အားရချင်နိုင်လိမ့်မယ်လို့လဲကျွန်တော်တို့ယုံကြည်တယ်နောက်ရတော့လဲဒီတဲ့ပုံပေါ်ကွန်မတာစိုက်တင်နဲ့ကျွန်တော်ကအကောင့်လုံးကျသပြီးတက်ဆောင်မယ်အဲ့ဒီဗီဒီယိုလေးတွေကိုလဲကျွန်တော်မေးဆွေးတယ်အချိန်နဲ့ဒီပြင်ကြီးထပ်မပြီးတော့ကြီးရွှေ့ခြင်းနဲ့ဆိုလို့ရှိရင် ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးယောက်ကနေ Subscribe ဆိုတဲ့စာတမ်းနဲ့ဒီပေးတဲ့အကောင့်လောင်းလေးကိုဒီထားပြီးကျွန်တော်တည်တင်များပြီးတော့ကျွန်တော်မိတ်ဆွေတွေချင်းနဲ့ပြည်ကြီးထမ်းမှပြီးတော့လည်းကြည့်ရှုနိုင်မှာဖြစ်တယ်။ပြီးခဲ့တဲ့ကျွန်တော်က16ရက်နေ့မှာ 3D မှာလည်းပေါ့နော်ကျွန်တော်အုံချောင်းနဲ့ဆိုပြီးပေးထားတယ်ကျွန်တော်ဝန်ကြီးဖြစ်သွားတဲ့အတွက်လည်းစိတ်မကောင်းပါဘူး။လာမယ့်ဘက်တော့လည်းကျွန်တော်အကောင်းဆုံးကြိုးစားပြီးတင်ဆက်ပေးဦးမှာဖြစ်တယ်ပေါ့နော်။အဲကြောင့်မို့လို့ကုစုကြီးကျွန်မိတ်ဆွေတွေကျွန်တော်တင်ဆက်ပေးထားသည်လာမယ့်တော့ကျွန်တော်16ရက်6လ 2025မှာထွက်မဲ့2ဒီကိုကျွန်တော်မိတ်ဆွေတို့ကျွန်တော်အကောင်းဆုံးကြိုးစားပြီးတက်ဆက်ပေးထားတယ်။ဘာမှကနေတော့နှစ်ခက်ကလေးကိုရရှိတယ်။ဒုတိယကနေတစ်ခွက်ကတော့ကျွန်တော်3လေးကိုရရှိတယ်။နောက်ထပ်အနေနဲ့ကျွန်တော်မိတ်ဆွေတို့ကျွန်တော်က33ဆိုတဲ့ပုံလေးကိုမြတ်တာလို့ဆောင်ထည့်ပေးထားတယ်။ချိန်ဆုံးခဏတလုံးကတော့3တလုံးပဲဖြစ်တယ်။3ကျက်တဲ့လူက3ကိုကစား၊5ကျက်တဲ့လူက5ကိုကစား။အခွေဓမ္မတွေအတွက်ကတော့ 3543ရောက်ကိုခွေရင်အကောင်းဆုံးဖြစ်မှာပါကျွန်မိတ်ဆွေတို့ကျွန်တော်ထူးခြားခြားလေးတင်ဆက်ပေးတဲ့ကဏ္ဍလေးဆွာရကျင်နာမယ်လို့လည်းထင်ပါတယ်ကျွန်တော်တို့ဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးဒီထိကဏ္ဍလေးနဲ့ပေါ့ပါစေကြောင်းဦးစွာပထမလေးနဲ့ဆုမကောင်းတောင်းပေးပါတယ်ကျွန်တော်တို့ဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးဒီစိတ်ကြံပါခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံပါစေစပေးတော်ပါဘေးယောဂပီးပီးမြူးမြူးကလေးကြော်လွှားပြီးတော့အကျန်တာရတဲ့မိသားစုဘဝလေးကိုပြန်လေထူထောင်နိုင်ပါစေလို့ဆုမကောင်းတောင်းရတယ်ပဲကျွန်တော်တို့လေးကိုတောင်းတယ်ပဲ ဆုံးသတ်ရည်ရနာပါတယ်ခင်ဗျာအားလုံးပဲပေါ့ကြပါသေးခင်ဗျာ